်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရမ်းဖို့ကျေးရွာမှာအင်အား80လောက်ရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းရောက်ရှိနေပြီးတပ်ထိုင်ချထားတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရပါဗျာ ရန်ဖို့ဂျေးရွာဘက်ကိုနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာပြီးတဲ့နောက်ရွာတွေကလူနေအိမ်စာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းတွေမှာစစ်ကောင်စီတပ်သားတွေတက်ဆွဲနေကြတယ်လို့သိရပါဗျ။စစ်ကြောင်းဟာဇဝဲအခြေဆိုင်ခမာယာ996တရင်ကစစ်ကြောင်းဖြစ်ပြီးထိတွေ့မှုဖြစ်ပြီးစီရေးတင်းမာနေတဲ့ဇဝဲဂျေးရွာအုပ်စုတွေက၄မိုင်နဲ့ရေခမ်းချောင်းဂျေးရွာတွေမှာဖြန့်ကျက်ထားတဲ့တပ်တွေဖြစ်ပြီးတက်ဆုတ်ပြီးတဲ့နောက်ရန်ဖို့ဂျေးရွာဘက်ကိုထွက်လာတယ်လို့ ဘိုခင်းတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတွေကြောင့်ရန်ဖို့ကြေးရွာအပါအဝင်ကန်းတိုညောင်ပင်ကုန်းနဲ့ဗန်လမုတ်ကြေးရွာတွေကဒေသခံတွေနှင့်ချီပြီးတိမ်းရှောင်နေကြရတယ်လို့သိရပါရယ်နိုဗ ెంబ ာလ23ရက်နေ့ညနေ9:00နာရီအချိန်လောက်ကလည်းလေးမိုင်ဖာနီကြေးရွာဘက်ကစစ်ကောင်စီတပ်အင်အား100လောက်ကရန်ဖို့ရွာဘက်ကိုစစ်ကြောင်းထိုးတည်တယ်လို့ဒေသခံတွေကပြောပါရယ်ရှင် နိုဝင်ဘာလပထမနံပါတ်တာအတွဲမှာထိုင်းနိုင်ငံရနောင်းအချုပ်ထောင်ကနေလိုရက်စေးလို့နေရက်ပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသားအယောက်100ကျော်တဲ့ကစစ်မှုရန်အသက်အကျုံးဝင်တဲ့အမျိုးသားတွေအာဓမစစ်သားစုဆောင်ခံနေရပါတယ်။ဇွဲသစ်တရင်ပြပို့ထားတာပါရှင်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်ကရနောင်းအချုပ်ထောင်ကနေလိုရက်စေးမြန်မာနိုင်ငံသားအယောက်90ကော့တောင်ဘတ်နေရပြန်ပို့ခံရပြီးအဲ့ဒီအယောက်90မှာ အမျိုးသား84ယောက်အမျိုးသမီး14ယောက်နဲ့ကလင်းငယ်2ယောက်တို့ပါဝင်ပါတယ်။အဲ့ဒီတဲကအမျိုးသားတွေအကုန်လုံးကိုစစ်တပ်ကကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။နေရပြန်ဖို့ခံရသူတွေထဲမှာငွေချေးတက်နိုင်တဲ့ကော့တောင်းထေတာကန်တချို့ကတော့ပတ်စံပေးရင်ပြန်လွတ်မြောက်နိုင်ပြီးအခြားထေတာကလူတွေဆိုရင်မိသားစုဝင်နိဆက်ရဆွေမျိုးမိတ်ဆွေတွေနဲ့အဆက်အသွယ်မရဘဲစစ်မှုထမ်းစုဆောင်းခံရတဲ့အခြေအနေကြုံနေရတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့အတိအကျတော့ပြောလို့မရဘူးအရင်ပြီးခဲ့တဲ့နှစ်လသုံးလတော့ငါဆိုရင်တော့ကျွန်တော်တို့ပုံမှန်မဲဆောက်တော့မဲဆိုင်တော့ပြန်မယ်ဆိုရင်မဲဆိုင်ကိုပြန်မယ်ဆိုရင်ည၈နာရီ၉နာရီမှာပို့ရပေါ့အဲ့လိုမျိုးဒီမဲဆောက်ဆိုရင်ညနေ၅နာရီလောက်မှာပို့ရပေါ့အဲ့လိုမျိုးမှာနေ့လယ်ပိုင်းနေပို့တာမှာကျွန်တော်တို့အဆက်တော်မရတာလည်းရှိတယ်ပေါ့နော် တချို့ကကြတော့ဆက်တွေ့လာတယ်တချို့ကကြတော့ရင်းနှောင်းပတဲ့ရောက်ကုန်တယ်ပေါ့အဲ့လိုမျိုးတွေတော့ရှိတယ်ကျွန်တော်တို့အတိအကျတော့ပြောလို့မရဘူးဆက်တမရတာမျိုးတွေတော့ရှိတယ်အခုလောလောဆယ်ကျွန်တော်တို့ဒီဆက်မှာဖြစ်နေတာဒီတပတ်အတွင်းမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့နော် free ရေပို့နေတယ်ပုံမှန်ဆိုရင်ပေါ့မပို့ဘူးအခုက free data အပုံနေပေါ့ကျွန်တော်တို့နိုင်ငံသားတွေပေါ့ဒီပေါ့လက်မပြည့်ခင်ပို့ပို့တာပေါ့ပို့ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကလည်းရနောင်းလာဝကအချုပ်ကနေလူရက်စစ်အချုပ်သား49ယောက်ကိုကော့တောင်းဖက်လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ် ထိုင်းကနေရပြန်ပို့ခံရသူတွေဟာမြန်မာဘက်အချမ်းရောက်ရင်စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာခံရပြီးတက်ကြီးပိုင်းအမျိုးသားတွေနဲ့အမျိုးသမီးတွေကလွဲရင်စစ်မှုထမ်းအသက်အကျုံးဝင်တဲ့အမျိုးသားတွေကိုကော့တောင်းချေဆိုင်ခလာယာ26နဲ့ခမရ43တက်တွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ပြည်တွင်းမှာလည်းမလုံခြုံတဲ့နိုင်ငံရေးအခြေအနေစီးပွားရေးကြဆင်မှုအလောက်ကန်ရှာပါမှုနဲ့ပြည်ပထွက်ရခက်ခဲတဲ့အခြေအနေတွေကြောင့်တရားမဝင်ရွှေ့ပြောင်းသွားလာသူတွေပုံများလာတယ်လို့ လုံသမားရေးလှုပ်ရှားသူတွေကပြောပါတယ်။ဒီကတော့နိုင်ငံကဒီအချမ်းဖတ်စစ်အုပ်စုလက်အောက်မှာရှိနေတော့စစ်မှုရန်ဦးတွေကိုရှောင်ရှားရင်းပြီးတော့နိုင်ငံထဲမှာလည်းစီးရင်မွေးတွေမူကတိကျပို့ဆိုးလာပြီးတော့လုံခြုံခွင့်လန်းနေမရှိတဲ့အတွက်လူငယ်တွေကနှိစက်ဆုံးထိုင်းနိုင်ငံထဲကိုစုလိုက်ပြုံလိုက်တိုးဝင်လာကြတာဖြစ်တယ်။အဲ့တော့ဖမ်းဆီးခံမှုတွေလည်းဇက်တိုက်ဖြစ်တယ်။ဒီကြားထဲပိုင်းအောင်ဘတ်လုပ်ပြီးစောင့်နေတဲ့လူတွေကပိုင်းအောင်ဘတ်လုပ်ဖို့ကယာယီရွှေဆိုင်နေဆိုတဲ့နေပါပဲ131ယောက်ကိုဖမ်းခံလိုက်အခုဒီလူတွေကိုနေဆက်ကိုပြန်ပို့လိုက်ပြီ။ဘာဘီဘတ်ကိုပြန်ပို့လိုက်ပြီ။ဒီလိုဖြစ်စဉ်မျိုးတွေ သူဖြစ်တာဒီထိုင်းနိုင်ငံတဲ့ဟိုနေ့စဉ်ဝင်တဲ့လူတွေညားလာတဲ့အပေါ်နဲ့ပန်းရောင်ဘက်လှုပ်ပြီးမယ်ဆိုတဲ့အချိန်ကြီးကြောင့်ဖြစ်တာအဲ့တော့အခုလိုမျိုးဒီပွဲစားတွေကလည်းငွေရပြီးတော့တင်တဲ့လူတွေကလည်းယုံကြည်မှုလွန်ကဲပြီးတော့ဝင်ကြတယ်လာကြတယ်အခုလိုဖန်ဆီးခံမှုတွေကြုံရတယ်ထိုင်းနိုင်ငံရန်နောင်မြို့အချုပ်ထောင်ကနေပြစ်ဒဏ်ကျနေတဲ့မြန်မာနိုင်ငံသားတွေကိုလာစဉ်လွှဲပြောင်းပို့ဆောင်နေတာဖြစ်ပြီးအခုနှစ်အတွင်းနေရပြန်ပို့ခံရသူဥယျာဉ်1600ကျော်ရှိနေပြီဖြစ်ပါတယ်။ DVB data တင်ကစုဆောင်းထားချက်အရ2022ခုနှစ် match လ18ရက်နေ့ကနေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ထိရန်နောင်းကော့တောင်းနယ်စပ်ကိတ်ကနေတဆင့်မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသား4092ယောက်ရှိတယ်လို့ရန်နောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့စီးရင်တွေအရသိရပါပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ ဂျပန်ဝင်ကြီးချုပ်ဆာနာအေတက္ခအီချီရဲ့တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့မှတ်ချက်အမှားတွေအပေါ်မှာလေးလေးနက်နက်တရားဝင်ကန့်ကွက်ဖို့ဂျပန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဟူဂျန်ဟောက်ကဂျပန်နိုင်ငံဂျာယီဝင်ကြီးဌာနဒုတိယဝင်ကြီးတာခဲဟီရိုဖူနာခိုရှိနဲ့တွေ့ဆုံခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတရုတ်နိုင်ငံရဲ့ထိုင်ဝမ်အပေါ်ပုံပွင့်လေးလေးနဲ့ရန်စားတဲ့မှတ်ချက်တရားအခြေခံအသိဉာဏ်ကိုချိုးဖောက်ပြီးတရုတ်ရဲ့အနီရောင်စီးမျဉ်းကိုဖျက်ကျော်ခဲ့တယ်။အားအသုံးချင်းချောက်ပြီးစစ်ပွဲဆင်နွှဲဖို့တောင်းဆိုခဲ့တယ်လို့ဝူကလွှတ်တော်ဆွေးနွေးပွဲတစ်ခုအတွင်းမှာပြောခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဟာသူ့ရဲ့အမားရီကိုဝန်ခံဖို့ညှင်းခဲ့ပြီးသူ့ရဲ့ထုတ်ပြန်ချက်တွေကိုလည်းပြန်လည်ရုပ်သိမ်းဖို့နဲ့စိုးကျိုးတရားမှုတွေကိုလျှော့ချဖို့လည်းညှင်းဆိုခဲ့ပါတယ်။ဒါအခြေအနေကိုလုံးဝမမယွင်ယွင်ဆုံးဖြတ်တာဖြစ်တယ်လို့ဝူကပြောထားပါတယ်။ ထိုင်ဝမ်ဟာတရုတ်ရဲ့ထိုင်ဝမ်ဖြစ်ပြီးတော့ထိုင်ဝမ်ပြည်နာဟာတရုတ်ရဲ့အဓိကအကျိုးစီးပွားတွေရဲ့အဓိကအချက်ဖြစ်တယ်လို့ဘူဝါထောက်ပြခဲ့ပါတယ်။ထိုင်ဝမ်ပြည်နာကိုဘယ်လိုဖြည့်ရှင်းရမလဲ။အမျိုးသားပြန်လည်ပေါင်းစည်းရေးကိုဘယ်လိုအကောင့်ထဲပေါ်ဆောင်ရမလဲဆိုတာတရုတ်ပြည်သူတွေဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပြီးဘယ်လိုပြင်ပအင်အားစုရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုမှလက်မခံဘူးလို့ဘူကပြောပါရရှင်။ ။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ Wendy ပါ။